ဖယားစကားဟာရွှေလောက်ကောင်းတယ်လို့မပြောရွှေထဲကာ၍ကောင်းဖယားစကားကငွေလောက်ကောင်းတယ်လို့မပြောဘူးငွေထဲသာ၍ကောင်းတယ်သင်္နမမြို့မီတယောက်ကကျွန်တော်လာပြောတယ်နော်စမ်းစမ်းသင်္နမငွေရှိရင်ဘာမဆိုဖြစ်တယ်ဘာရှိရင်လဲအဲငွေရှိရင်ဘာမဆိုဖြစ်တယ်ဆိုတော့နော်စကားကိုလာပြောတယ် ဒါနဲ့သူ့ဆရာပြန်ပြောတယ်နော်နေကိုအခုငါပြောမယ်နေလုံးဝစိတ်မဆိုးနဲ့နော်အခုငါပြန်ပြောမယ်နော်နေစိတ်မဆိုးနဲ့စိုးစိုးကနေပါပြောလေငွေရှိရင်ဘာမဆိုးဖြစ်တယ်လို့နေပြောတယ်ငွေရှိရင်ဘာမဆိုးဖြစ်တဲ့လူဟာငွေရရင်ဘာမဆိုးလုပ်တယ်ဘာရရင်လဲအေးဘာမဆိုးသူများမှာမိန်းမရှိတယ်ခလေးတွေရှိတယ် နော်သူများကြီးအိမ်တော်အိမ်တော်တွေယောက်ျားပတ်စံလေးချမ်းသာတယ်ဆောင်ငွေရှိဘာမစိုးဖြစ်တယ်လို့ပြောတယ်သူဟာငွေရမယ်ဆိုရင်မရင်ငယ်လောက်လားမရင်ငယ်လောက်လားလောက်တယ်သူများအိမ်တော်ကြီးပြုတ်ခွဲတာမခွဲတာအဓိကမဟုတ်ဘူးသူဘာရရင်ပြီးရောလဲ အေးငွေရရင် ပြီးရောဆိုတဲ့ကောင်းထဲမှာငွေကိုထက်ထားရင်သူများရဲ့မရင်ငယ်လုံးမယ်ဆိုရင်လည်းဘာဖြစ်လဲလုံးတယ်ပြည်တစားလုံးရင်လည်းလုံးတယ်လိန်လည်းဘာဖြစ်လဲလိန်တယ်တကနေ့ကဘာပေါ်မှာဖယားနဲ့ဆိုင်တဲ့သူတွေဟာငွေရှိရင်ဆိုတဲ့အပေါ်မှာအချိန်မပြုတ်ဘဲနဲ့ဘသူရှိရင်လဲဖယားရှိရင် အာမင် ဒါကြောင့်ခင်ရှိလို့ပြောရင်ဘသူရှိခြင်းလဲဖះရှိခြင်းနဲ့အသက်ရှင်တဲ့သူတွေဖြစ်ဖို့အရောက်တိုင်းကိုဖះရှင်ကောင်းပေးပါစေ။